မိုင်မုံဆရာတို့ကတော့လေဘင်းမှာလည်းပတိကြီးကြီးလိုက်50ကုန်55ကုန်နဲ့လက်တွေမှာလည်းပတိကြီးကြီးဒီဘက်လက်တွေမှာပတိကြီးရဲကောင်းကြီးကပေါန်းတာတည်းဆရာတို့နဲ့မှမတူလို့တာအောက်လန်းဆရာတို့လူလူအလုံးဝမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မိုင်းမုံဆရာတို့ကြီးဆိုရင်အားလုံးသိကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်တို့ရှမ်းပြည်တပြည်လုံးရဲ့ကိုးကွယ်အားထားရဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ဘရင်ကားတော်မှာပေါ့နော်တယူတတီနဲ့တလီတဆားနဲ့ကိုးကွယ်တဲ့ဆရာတို့ကြီးပဲဖြစ်ပါတယ်ဗျ အရင်ရက်တွေကမိုင်းမုံဆရာတော်ကြီးကကျွန်တော်မြန်မာနိုင်ငံကိုလာပြီးတော့ငလင်ဒေသထိတဲ့နေရာတွေကိုပတ်ပြီးတော့ဗောနော်တရားတွေဘာတွေဟောပြောခဲ့တယ်ဗျအဲ့ဒီအချိန်မှာဆရာတော်ကြီးကဒီငလင်လှောက်တာကဗောနော်မိုင်းမုံ3000လောက်ရှိတဲ့ငကားကြီးချောင်းလို့ပြောလိုက်တဲ့အချိန်မှာတချို့ကလည်းယုံကြည်ကြတယ်ဗျတချို့ကြတော့လည်းဆရာတော်ကြီးကိုတော်တော်ကြီးကိုပုတ်ခတ်ပြောဆိုကြတယ်ဗျဝေဖန်ကြတယ်ဗျတဲ့လို့ပြောတဲ့ထဲမှာအခုကျွန်တော်ပြမယ့်ဗီဒီယိုတွေကအကူတယောက်လဲပေါဝင်နေဗျအကူကဗောနော်ဆရာတော်ကြီးကလက်မှာပဒီးတွေဆွဲ လဲဘင်းမှာပဒီးတွေဆွဲပြီးတော့ဗောနော်ဟိုရောင်ရောင်ဒီရောင်ရောင်လို့သဘောမျိုးနဲ့ तू ကပြောထားတာဖြစ်တယ်ဗျကဲဒီအကူမှားသလားမှန်သလားနော်ဆရာတော်ကြီးမှားသလားမှန်သလားဆိုတော့ကိုတကယ်ချင်းတို့လည်းလိုက်ပါကြည့်ရှုဝေဖန်ပြချအောင်ဗျကဲကျွန်တော်တို့ပထမဆုံးဆရာတော်ကြီးဗောနော်ဒီမိုင်းပေါင်း3000လောက်ရှိတယ်ဆိုတော့ဗီဒီယိုလေးကိုကျွန်တော်တို့အရင်ဆုံးကြည့်ကြည့်လိုက်ကြရအောင်ဗျနော်မကြည့်ရသေးတဲ့တကယ်ချင်းတွေလည်းကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါစီဗျကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျနော်ကုန်းပါတာမယွေးပါနော်အခုဆရာတော်ကြွလာတာ ရွှေလိုခြင်းတို့ငွေလိုခြင်းတို့ပစ္စည်းလိုခြင်းတို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာလေနတ်ပြမှာရှာဟိုလိုက်ကိုတို့မှာမိုက်ရက်ပြီးမှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေငါးဒီမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွပါမကြွားပဲနဲ့မေတ္တာလာမပို့ပဲနဲ့ဒီလိုအများကြီးပြည်ပြည့်စည်နိုင်တယ် ဘဝနဂါစီရနဂါယဘဝဘဝနဂါစီရအနဂါအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလာနေတော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တချို့အာဟုတွေလုပ်နေပုံကိုများတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ အဲ့ရအကုသို့များတဲ့ပုဂ္ဂိုလ်အဲ့ရတည်ကြည်ပျက်စီးရမယ်ခံစားခံစားရမယ်နော်ကဲဒါကတော့ဆရာတော်ကြီးကပေါ့နော်မိုင်မောင်းသုံးတော့လောက်ရှိတဲ့ငကားကြီးကြောင့်ဒီငလင်လှုပ်တာလို့ပြောကြတယ်ဗျအဲ့ဒီအပြောကိုဒီကအကိုတယောက်ကဝေဖန်ထားတာရှိတယ်ဗျကဲတငယ်ချင်းတို့လည်းတစ်ချက်လောက်နားထောင်ကြည့်ကြည့်ပါဦးဗျာနော်ကဲအခုကတော့မိုင်ဖုံးဆရာတော်အကြောင်းပဲဖြစ်ပါတယ်မိုင်ဖုံးဆရာတော်အကြောင်းလေးတော့ကျွန်တော်ပြောချင်ပါတယ်อืมလွန်ခဲ့တော့ ခု2025ပေါ့လွန်ခဲ့သော2018 2018လောက်ပေါ့နော်2018 2019လောက်ပေါ့တခါကျွန်တော်တခါတက်ကြုံပါသေးတယ်အမှန်ဝန်ဆရာလို့ပဲတရားပွဲတစ်ခုလာပါလဲတော့မသိဘူးနော်လူတွေတော့ရှိပါတယ်အောက်မှာလဲခုနှစ်သားသမီးတွေရှိပါတယ်အဲ့မှာအဲ့ဆရာတော့ကဘာဖြစ်လဲဆိုအဲ့မိုင်ခွန်းဆရာတော့တရားတော့မဟုတ်ရသေးဘူးသူလည်းမကြသေးဘူးထင်ပါတယ်အဲ့ချိန်မှာအဲ့ဆရာတော့ဒီလိုတန်းနေရဗျာ အဲ့လိုတွေတန်းတယ်အဲ့လိုတန်းပြီးသူကအိတ်လက်အိတ်ငိုင်နေသေးတယ်။ကြည့်ကြတော့လေလက်တွေမှာလည်းပဒီးတွေအများကြီးဒီဘက်လက်တွေမှာလည်းပဒီးတွေနဲ့လေဘေးမှာလည်းပဒီးတွေနဲ့ပဒီးကိုဆွဲထားရများဗျာ။မသိရင်တရက်တစီဝင်ဘူးလို့ကြောက်နေတဲ့လူတယောက်ပဒီးဆွဲရင်တော့မှပဲပဒီးတကုံနှစ်ကုံပေါ့နော်ပဒီး။သူကတော့မိုင်မွန်းစီရတော့အခုအခုလက်ရှိလည်းမြင်နေမှာပဲ။ပဒီးဆိုလို့ရှိရင်လေလက်တွေမှာလည်းပဒီး၄၅6ပတ်ဒီဘက်လက်တွေမှာလည်း၄၅8ပတ်အဲလေဘေးမှာဆိုလည်းပဒီးတွေအများကြီးနဲ့ ဟိုခနာကိုတကူလုံးမှာပတိကြီးပြည်နေတယ်ဆရာတော်တပားတယောက်ကတကယ်ထီရောက်လာဆရာတော်တပားတယောက်ကအဲ့လိုပတိကြီးအများကြီးလိုလို့လားမလိုဘူးလေဘယ်ဆရာတော်တွေလက်ပြီးလိုက်ကြည့်လိုက်ဘယ်ဆရာတော်တွေပဲလမ်းလျှောက်လျှောက်ဘယ်တရားပုံမှာတရားဟောဘယ်ဆရာတော်တွေတကယ်ထီရောက်လာဆရာတော်တွေဘယ်ဆရာတော်ကအဲ့လိုပတိကြီးလေးပဲမှာအများကြီးဆွဲတာမြင်ဘူးလေလက်တွေမှာပတိကြီးအများကြီးပတ်တာမြင်ဘူးလေအာ ိုင်ကုန်းဆရာတို့ကတော့လဲဘင်းမှာလည်းပတိကြီးကြီးလိုက်၄50ကုန်း55ကုန်းနဲ့လက်တွေမှာလည်းပတိကြီးကြီးဒီဘက်လက်တွေမှာပတိကြီးရဲခေါင်းတွေကပေါန်နာတယ်ဆရာတို့နဲ့မှမတူလို့တာအောက်လန်းဆရာတို့လူလူဟိုအောက်လန်းမဲ့ကျွမ်းနေကျွမ်းနေတဲ့ပုပ်ကူလူလူဖြစ်နေပြီလေဆရာတို့လည်းဘာနဲ့ကိုမတူတော့တာဆရာတို့အင်္ဂါရက်နဲ့ကိုမညီတော့တာတကယ်ဆရာတို့တပါတကယ်အင်္ဂါရက်ပြည့်တုံနေဆိုရင်အဲ့လောက်ပတိကြီးအများကြီးဆွဲဖို့မှမလိုတာကြည့်လိုက်လေပတိကြီးဆိုအများကြီးပဲမျက်စိကိုရှုပ်ရှဲနေရမယ်မျက်စိထဲမှာကြည့်ရတာတော့မှပဲ ဆရာတော်တပါးနဲ့မတူတော့နော်ဟိုအောက်လန်းဆရာတော်လူဘိန်းတော်ဆရာတော်ဆရာလူလူဖြစ်နေပြီလေအောက်လန်းဆရာလူလူဘိန်းတော်ဆရာလူလူဟိုမကောင်းတဲ့လမ်းစဉ်ကိုရှောင်နေတဲ့လူလူဖြစ်နေပြီလေပြီးရင်ခေါင်းကလည်းပေါင်းထားသေးတယ်ခေါင်းခေါင်းပေါင်းတော့လေဒါလေဟိုကဘရင်ခေါင်းပေါင်းလူလူမူဆလင်ခေါင်းပေါင်းလူလူအဲ့လိုကြီးရှောက်ပေါင်းထားတယ်ဒါကဆရာတော်တပါးလှုပ်တဲ့အလုပ်လည်းမဟုတ်ဘူးလေဒါမညီလည်းမညီဘူးလေပြောရတာလေအကုသို့များပါတယ်ဗျာနော် ဘာတွေမှန်းလည်းမသိပါဘူး။ဒါတွေကိုယုံကြည်တဲ့လူတွေကလည်းကျွန်တော်တို့လူတွေကလည်းယုံကြည်ရတယ်ဗျ။အဲ့လိုယုံကြည်တဲ့လူတွေရှိလို့လေအဲ့လိုလိမ့်တဲ့လူတွေပိုများတာ။တကယ်ဆရာတော်လည်းပါအဲ့လိုမရှိပါဘူး။ဆရာတော်ဆိုတာတရားထိုင်ရင်ထိုင်မယ်ပရိသေရင်စိတ်မယ်။နော်။တရားဓမ္မတွေကိုလေ့လာရင်လေ့လာမယ်။တရားဓမ္မတွေကိုခြားပြမယ်ဟောပြမယ်။ဒါတွေပဲရှိရတယ်ဘယ်ပတိတွေလည်းပဲမှာအကုန်တရာလောက်ဆွဲထားပြီးရောက်သွားတယ်ဒါဆရာတော်မှမဟုတ်တော့တာတကယ်ပါ ားလုံးပဲမင်္ဂလာပါကိုစိတ်နှပြန်ရှင်လန်းကြပါစေ။อืมအခုမိရောက်ထဲမှာပေ3000လောက်ရှည်လေးရတဲ့ငကားရှိတယ်လူမကုန်းဆရာတို့ကမိတ်လိုမှုတွေပေါ့နော်။ဒါကကျွန်တော်အတိအမြင်နဲ့ကျွန်တော်ပြောတာပေါ့။ဒါမဖြစ်နိုင်ဘူးတော့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်နာမည်ကြီးထေရဝါဒဆရာတို့တွေရှိရလေ။ပါကျုပ်ဆရာတို့ဆိုရင်ဒါကျွန်တော်အရန်ယုံကြည်တယ်။အရန်လည်း လေးစားတယ်။ဒါလို့လဲဆိုတော့ပါကျုပ်စီရတော်ဆိုတာတကယ်ကိုတရားကိုတကယ်ကိုသိမြင်တဲ့ဆရာတော်တစ်ပါးပါ။ကျန်တဲ့ဆရာတော်တွေရှိပါတယ်ပေါ့နော်။ပါကျုပ်စီရတော်တစ်ပါးတည်းပေါ့မဟုတ်ပါဘူး။ကျန်တဲ့ဆရာတော်တွေလည်းတကယ်တရားကိုလိုက်နာကျင့်သုံးပြီးတော့တကယ်ကိုမြတ်စွာဘုရားချထားတဲ့တာသနာမှာတကယ်ကိုကျဉ်ကျိုစရာကောင်းတဲ့ဆရာတွေရှိပါတယ်။နိုင်ငံစရာတွေကတော့ကျွန်တော်ကစော်ကားတော့မဟုတ်ပါဘူး။ကျွန်တော်တိတ်ယူလို့တည်းမှာတော့မပါဘူး။ဘာလို့လဲဆိုတော့ ကြာပြီပေါ့ဗျာကျွန်တော်2000 2000လောက်ပါပေါ့2000ပေါ့ပေါ့2000အဝင်းကျင်လောက်ပေါ့အဲ့မိုင်ဖုန်းဆရာတော်ဆိုတော့အဲ့တရားပွဲတစ်ခုမှာကျွန်တော်မြင်ဘူးတဲ့ဆရာတော်ဆရာတော်ပါဆိုတရားပွဲမှာအိတ်အိတ်ငိုင်နေတယ်အခြားဆရာတော်တွေလည်းရှိတယ်ပေါ့နော်တရားမဟုတ်ခင်မှာဆရာတော်တွေ4 5 6ပါလောက်ရှိတာပေါ့အဲ့မှာမိုင်ဖုန်းဆရာတော်ကအိတ်ငိုင်နေဒါဒါကဖြစ်တဲ့အရာလားဆရာတော်တပားလုပ်ပြီးတော့အဲ့လိုအိတ်ငိုင်တင်တဲ့အရာလားဒါဒါကမဖြစ်တင်အဲ့ဒီကကျွန်တော်မယုံကြည်တော့ဘူးအခုလဲရှောက်ပြောနေမိုင်3000လောက် ရှိတဲ့နှစ်ခါကြီးမြေကြီးအောင်မှာရှိရတယ်။မိုင်၃၀၀ဆိုပဲနင်းနွားလာဗျာ။ရန်ကုန်နဲ့မန္တလေးတော့မိုင်၄၅၀ပဲရှိတာ။အဲ့၄၅၀ကိုအရှိဦးပဲတွေးကြည့်လိုက်။မိုင်၃၀၀ဆိုတော့တွေးကြည့်တယ်။ရန်ကုန်နဲ့မြေကြီးနားဆိုရင်လည်းမိုင်ထောင်ကျော်ပဲရှိရတယ်။ရန်ကုန်နဲ့မြေကြီးနားရဲ့မိုင်ကိုပဲတွေးကြည့်လိုက်။အဲ့လိုရှိတဲ့နှစ်ခါ၃၀၀ဖះဟောတဲ့ကျန်းစာထဲမှာလည်းကျွန်တော်မကြဘူးနော်။ရှိရှိလားမရှိလားလည်းကျွန်တော်မသိဘူး။ဆရာတော်တွေဟောတဲ့တချို့ထေရဝါဒဆရာတော်ကြီးတွေဟောတဲ့ထဲမှာလည်းအဲ့လိုနှစ်ခါမျိုးကျွန်တော်မကြဘူးဟောတဲ့တည်းကျွန်တော်ကြားဘူးတာတစ်ခုပဲရှိရတယ်။ ကာလာနဂါမင်းဆိုတာကျွန်တော်ကြားဘူးလေအဲ့နဂါလောက်ကြီးတဲ့နဂါလည်းမရှိဘူးအဲ့နဂါဗုဒ္ဓမြတ်စွာဘုရားတစုပွင့်มาတာတခါနိုးတာလေဒါတော့မှပဲမြတ်စွာဘုရားပြည့်လုပ်လိုက်တဲ့ရွှေရွက်ကြီးကြီးကနောက်တစ်ခွနဲ့သွားထီမှာနှစ်ခုတိုက်ပြီးတော့မှအတန်ကျေလာတော့မှအဲ့နဂါနိုးတာလေဒါတော့မှကာလာနဂါဆိုတာနဂါထဲမှာနဂါမင်းလေနဂါကြီးအဲ့နဂါပဲကြားဘူးလေအဲ့နဂါတော့အဲ့လောက်ပေ3000လောက်တော့ကျွန်တော်မကြားဘူးเนาะ အဲ့တော့တချို့လူတွေလည်းချင့်ကြံပြီးတော့ယုံကြပါဆရာတော်တိုင်းအောင်လို့ကျွန်တော်စော်ကားတာမဟုတ်ပါဘူးတချို့ဟာတွေကကိုတိကိုတက်ကိုပြောရင်အဟုတ်ကိုပြောရင်အမှန်အဲ့လိုပဲရှောက်ပြောတတ်ကြတယ်လူသားမှမသိကြလူသားမှမသိတော့လူသားမသိတဲ့ဟာကိုတချို့ဆရာတော်တွေကဟန်ဆောင်မဆောင်ကြီးပြောကြတယ်ဒီကြားထဲငကားရောင်ရောင်ကလားရောင်ရောင်အိမ်မီဆန်ဆန်ရှိနေတယ်အားရမန်းမတူတိုင်းပြည်ရအဲကြောင့်ပြန်နေရတိုင်းပြည်ရအဲကြောင့်မဖြစ်တဲ့နိုင်ဖြစ်ပြီးမကြုံတဲ့နိုင်ကြုံနေအဲတာတနာဖြစ်မဲ့တဲမှာလေတချို့ဆရာတို့တွေပါတာပဲမဆက်ဖေရဟော ကဲမိုင်ဖုန်းဆရာတော်ကြီးနော်မဟုတ်တာတွေကိုရှောက်မပြောပါနဲ့နော်ဖရာကြီးတရားကြီးမှနေတယ်တာသနာပေါ်မှာနေတယ်ဆိုလဲမြတ်စွာဘုရားကိုမြတ်စွာဘုရားရှင်ကိုလိုမျိုးကြီးချထားပေးခဲ့တဲ့တရားဓမ္မလမ်းစဉ်တွေကိုပဲတရားဟောပါနော်မဟုတ်တန်းမဟုတ်တန်းတရားတွေရှောက်မပြောပါနဲ့ဗျံပဒါတွေကိုရှောက်ပြီးမဆိုင်တဲ့ပုပ်တွေကိုဂလိုင်းနဲ့ခောက်ပြီးဗျံပဒါစကားတွေရှောက်မပြောပါနဲ့နော်ငလင်းလဲလှုပ်ပြီးသွားပြီလူတွေလဲ ဒုက္ခရည်နဲ့ကြုံပြီးပါရည်နော်စီပွားရေးတွေလည်းလူတွေလည်းပြက်တယ်လူတွေပြက်အိမ်တွေပြိုတိုက်တွေပြိုမိသားစုတွေတေကွက်ကွက်အမျိုးမျိုးနဲ့ကြုံနေရတာဘယံပဒါရေရှောက်မပြောပါနဲ့နော်ငလင်လှုပ်ခြင်းအကြောင်းဘုရားမြတ်စွာဘုရားရှင်ကိုရိုမြကြီးကဟောပြောခဲ့ပြီးပါရည်နော်ဘုရားမြတ်စွာဘုရားရှင်ကိုရိုမြကြီးဆိုအကုန်သိတယ်အကုန်တတ်တယ်နော်ဘယ်သူမှမမြင်နိုင်တဲ့ຢာတွေကိုမြင်နိုင်တယ်ဘယ်သူမှမသိနိုင်တဲ့ຢာတွေကိုသိနိုင်တယ်ဒါကြောင့်မို့လဲမြတ်စွာဘုရားကြိုဟောခဲ့ပြီးသားနော်ငလင်လှုပ်ခြင်းအကြောင်းရဲ့ရှင်မျိုးကိုဟောခဲ့ပြီးသားအဲ့ရှင်မျိုးအချက်ထဲမှာအခုမိုင်ဝန်းဆရာတော်ကြီးပြောနေတဲ့ငကား မိုင်3000ရှိတဲ့ငကားအကြောင်းပါမလာဘူးရှိလည်းမရှိဘူးဟောလည်းမဟောခဲ့ဘူးเนาะဒါဆိုမြတ်စွာဘုရားမိုင်ဖုံးဆရာတော်ကြီးလောက်ဘာမှမသိခဲ့တာဖြစ်မှာပေါ့เนาะဘာမှမသိခဲ့လို့ကြိုးမမြင်ခဲ့တာဖြစ်မှာပေါ့เนาะအဲဒါကြောင့်မို့လို့ငူတာမိုင်ဖုံးဆရာတော်ကြီးတိနေဖြစ်မှာပေါ့เนาะဒါဆိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရိုမြကြီးကဒီမိုင်3000လောက်ရှိတဲ့ငကားကြီးဒီလိုခင်မှာဒီလိုသာသနာအခု9000ထားခဲ့တယ်အခုသာသနာ2000ကျော်မှာဒီလိုဖြစ်မယ်ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကကြိုးမသိခဲ့လို့ဖြစ်မှာပေါ့เนาะမမြင်နိုင်ခဲ့လို့ဖြစ်မှာပေါ့ဟုတ် အဲ့လိုပဲပြောရမှာပေါ့နော်အဲ့တော့ဗျံပဓာကြီးတိတ်မပြောပါနဲ့နော်လူတွေကြီးညိုတယ်ဆိုတော့လူတွေကြီးညိုတာကိုကြီးညိုခံဖို့အတွက်ကောင်းတာလေးတွေလုပ်ပြီးကောင်းတဲ့တရားလေးတွေဟောပါလူတွေနာယူမှတ်သားလို့ရတဲ့တရားလေးတွေဟောပါဗျံပဓာကြီးကိုရှောက်မပြောပါနဲ့နော်မဆိုင်တဲ့ပေါက်တွေကိုဂလိုင်းနဲ့ခောက်ပြီးတော့မပြောပါနဲ့နော်နောက်တစ်ခုကသူ့ကိုဖူးဖို့အတွက်ပဲလူတွေကအမွေးနဲ့တာကြီးနဲ့ခေါင်းကရေမွေးတွေလောင်းပြီးပက်ဖြန်းမှဖူးရမယ်ပုံစံပေါက်နေတယ်နော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပွင့်တော်မူတဲ့အချိန်နော်တိတ်နေပြန်မဆန်ခင်တော့လည်း သူ့ကိုအမွှေးနဲ့တာကြီးပဲပြန်ပြီးမှသူ့ကိုလာဖူးရမယ်၊မွှေးကြိုင်တွေမှာဖူးမြော်ရမယ်ဆိုတာမရှိဘူးเนาะ။နန်းစုံနေလဲဖူးလို့ရတယ်။ဟုတ်ပြီလား။အခုတော့မဟုတ်ပါဘူး။ပြောင်းမြန်နေဖြစ်လို့เนาะ။သူ့ကိုဖူးဖို့အတွက်ပဲခဏရသားသမီးတွေကပဲတကိုကြီးတန်ရှင်းမှုအကျဉ်းကျဉ်းလုပ်ပြီးတော့မှရေမိုးကိုခေါင်းနဲ့လောင်းချိုးပြီးမှဖူးရမယ်ပုံစံပေါက်နေတယ်။ဒါဒီလိုပြောတဲ့ဟိုကဗျံပတာဖြစ်နေပြီ။တကယ်ကိုဗျံပတာဖြစ်နေပြီ။နော်ဒါကြောင့်မို့လို့အခုလိုအဲ့လိုတန်ကားတော်တွေအဲ့လိုရှိနေလို့အခုလိုကဘာကြီးမှအမျိုးမျိုးကတ်တွေနဲ့ကြုံနေရတာနော် ဆရာတော်ကြီးတွေတကယ်ထရဝါဒဆရာတော်ကြီးတွေလည်းရိုးသေးသွားကြတော့ပါတယ်ဒီလိုဆရာတော်တွေဗျံပဓာရှိနေလို့ဒီလိုတွေဖြစ်နေရတာတကယ်လည်းအာဟုတုများကျွန်တော်ပြောတဲ့လူတော့အာဟုတုများတယ်မဆိုင်နာတွေရှောက်ပြော မိုင်မုံးတုံးတော့လို့ရှိရင်ငါကဘာနဂါလဲပြောဘာဘာနဂါလဲအဲ့နဂါနာမည်သိလားအဲ့နဂါဘုနာမည်သိလားဘာနဂါလဲပြောပြပါဦးတကယ်တော့မိုင်မုံး3000မဟုတ်4000ကျော်တယ်နော်အဲ့နဂါမဟုတ်ကြွက်ကြီးတကောင်အဲ့ကြွက်ကြီးကမိုင်မုံး4000ကျော်ရှိတယ်အဲ့ကြွက်ကြီးကြောင့်ငလင်လှုပ်တာဟုတ်ပြီလားနော် တကယ်အာဟုတုများပါတယ်။ဘာဆရာတော်မင်း ကဲကျွန်တော်ရဲ့တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်ဒီကိုပြောသွားတာဆိုရင်ဒါမိုင်းပုံးဆရာတော်ကြီးကမဟုတ်မမှန်တဲ့အကြောင်းတွေပေါ့နော်လိမ့်လေလှီစေပြီးတော့ပြောသွားတယ်ဆိုပြီးတော့ဒီကိုကဆွဆွဲနေတာပေါ့ဗျာနော်ပြီးတော့လည်းပေါ့နော်ဆရာတော်ကြီးကိုအောက်လန်းရောင်ရောင်လို့လို့ဘိန်းတော်ရောင်ရောင်လို့လို့လည်းပြောသွားသေးတယ်ဗျာဒီကိုမသိတာကတော့ထေရဝါဒနဲ့ပေါ့နော်မဟာယနာနဲ့မတူဘူးဆိုတာပဲဗျာတချို့ယာတွေကကျွန်တော်တို့မမြင်နိုင်ပေမဲ့လည်းမယုံကြည်လို့တော့မရဘူးဗျာဘုရားရှင်လက်ထက်တော်ကမြင့်မို့တောင်ကိုပတ်ခွေထားတဲ့နန်တော်ပဏ္ဏန္ဒနဂါမင်းဆိုတာလေ ယ်အားလုံးကြားဘူးမယ်လို့ထင်ပါတယ်ဗျာနော်ကဲတကယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပြီးထားခဲ့ပါအောင်ဗျကဲဗီဒီယိုလေးကတော့ဒီလောက်ပါပြီဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ